အီရန်ဘက်ကပြစ်လွတ်လိုက်တဲ့ဒုံးကျည်နဲ့ဒရုန်းတွေကိုကြားဖြတ်ပစ်ချဖို့အစ္စရေးကအိုင်ယွန်ဘင်လေဆာလက်နက်စနစ်ကိုပထမဆုံးစတင်အသုံးပြုတယ်လို့ရုရှားမှာရှိတဲ့အစ္စရေးတန်ရုံတာဝန်ရှိသူတို့ကတက်စတင်ဌာနကိုပြောပါတယ်အစ္စရေးကအရင်ကအိုင်ယွန်ဒုံးကိုတုံးခဲ့ရကနေအိုင်ယွန်ဒုံးစနစ်ကိုချိုးဖောက်ပြီးတော့ကျလာတဲ့အီရန်ရဲ့အတန်ထက်မြန်တဲ့ဒုံးကျည်စနစ်ကြောင့်အိုင်ယွန်ဘင်ကိုအစိမ့်မြင့်တင်ပြီးတုံးလာတာဖြစ်ပါတယ်။အီရန်ဒုံးကြီးတွေနဲ့ဒရုန်းတွေကိုပစ်ချဖို့အစ္စရေးဟာအိုင်ယွန်ဘင်လေဆာဇလက်နက်စနစ်ကိုစမ်းသပ်ရအသုံးပြုနေပါပြီလို့ဆိုပါတယ်။ ဒီလက်နက်စနစ်အစ်စ်ကိုအီရန်နဲ့ပြည်ပခါမှာပထမဆုံးအကြိမ်တိုက်ပွဲဝင်အသုံးပြုခြင်းဖြစ်ပါတယ်။ IOVIN တုံးကြီးကောက်ွယ်စနစ်ဟာပူအားကောင်းပြီးရှုပ်ထွေးတဲ့လေဆာလက်နက်စနစ်တစ်ခုဖြစ်ပါတယ်။တိုးတောင်းလုံဆောင်နေတဲ့အစ်စ်မှာရှိပါတယ်။အခုအီရန်ဒုံးကြီးတွေကိုပစ်ချဖို့အီဇွေးကစမ်းသပ်ရင်တိုက်ပွဲမှာစတင်သုံးပြုနေပါပြီ။ဒုံးကြီးများမော်တာများ cruise ဒုံးကြီးတွေနဲ့ drone တွေကိုတားဆီးဖို့ရည်ရွယ်တဲ့ IOVIN ဟာ Iron Dome, Davis လနဲ့ Arrow ကဲ့သို့လက်ရှိလက်နက်စနစ်ကိုအားဖြစ်ပေးမှာလို့ Wynet သတင်းဌာနကဒီလက်နက်စနစ်အကြောင်းအထူးဆုံးပါမှာ ဖော်ပြထားပါတယ်အဲ့ဒီစနစ်မှာရှိတဲ့ဉာဏ်ရည်တု AI အစိတ်ပိုင်းတစ်ခုကဝင်ရောက်လာတဲ့ချိန်ချောင်းမှုတရက်ကိုလေဆာနဲ့ဖယ်ရှားနိုင်မှာလားဒါမှမဟုတ်ဒုံးကျည်ဂျာဖက်စနစ်လိုအပ်မှာလားဆိုတာကိုအဆုံးဖြတ်ပေးနိုင်ပါတယ်။ Ion Bin ဟာ Israel ရဲ့အလွာထက်ထက်လေကြောင်းရန်ကာကွယ်ရေးပြည်ပါမှာကုန်ကျစရိတ်တက်တာပြီးရုတ်ချီးတုံ့ပြန်နိုင်တဲ့အစိတ်ပိုင်းဖြစ်လာမယ်လို့စစ်ဘက်ဆိုင်ရာတာဝန်ရှိသူတွေကရှုမြင်ထားပါတယ်။ Ion Bin လေဆာလက်နက်အမြန်နှုန်းဟာအလင်းအလင်းနဲ့ပြည့်မှတ်တွေကိုထိမှန်စေနိုင်ပါတယ်။ ပြစ်မှတ်တိကျမှုကလည်းချိန်မှတ်မလွယ်အလွန်တိကျပြီးပြစ်လို့မှုကအတန်ထက်မြန်ပါလေမျက်မြင်လည်းမတွေ့နိုင်ဘူးဆိုပါလေတစ်ချက်ပြင်ရင်9ဒေါ်လာခန့်သာကုန်ကြပြီးအိုင်ယွန်ဒုံဒုံကြီးဂျာဗက်စနစ်ကတစ်ချက်ပြင်ဒေါ်လာ9000လောက်ရှိတာနဲ့နှိုင်းရှင်းနိုင်တယ်လို့ဝိုင်းနဲ့သတင်းကဖော်ပြပါလေအိုင်ယွန်ဘင်းကိုအစ္စရေးကဝယ်ဝင်ကြီးဌာနရဲ့သူတည်တနာနဲ့ခွင့်ပြုရေးညွှန်ကြားမှုဦးစီးဌာနက Rafael Selena Company ကိုအဓိကလုပ်ပိုင်ခွင့်ချပေးထားပြီးတော့ Albic Company က Laser Snake အတွက်တာဝန်ယူပြီးပူးပေါင်းတည်ထွင်ခဲ့တာပါ ော်တိုဘားလမှာအဲ့ဒီတုန်းကကာကွယ်ဦးညီဌာနညွှန်ချုပ်အိုက်ဇဲဟာမာကအိုင်ယွန်ဘင်းယူနစ်ထောင်ပေါင်းများစွာဝယ်ယူဖို့ဒေါ်လာ1ဘီလီယံတန်ဖိုးရှိသဘောတူညီမှုစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်ဘရိတ်ကန်ရဲ့စီးရေးကူညီဟာနောက်ထပ်ဒေါ်လာ1.2ဘီလီယံကိုနောက်ပိုင်းဝယ်ယူမှုတွေအတွက်ရှားရချက်ချထားခဲ့ပါတယ်။လေဆာလက်နက်တွေကို1990ဝန်းကျင်ကစပြီးတော့ကမ္ဘာတဝန်းထောက်လုပ်လာပါတယ်။အစ္စရေးနဲ့အမေရိကန်တို့ဟာ Nautilus နဲ့စီမံကိန်းနဲ့စွန့်အောင်မြင့် ဓာတုလေးဆာစနစ်အတွက်ပူးပေါင်းဆောင်ရွက်ခဲ့ပေမယ့်2012မှာရပ်ဆိုင်းခဲ့ပါတယ်။မေဂန်ရေတဲ့ဟာတချို့စနစ်ပေါ်တွေမှာလျှက်စစ် လေးဆာစနစ်ကိုထားရှိထားသလိုပြတင်းကလည်းရှင်ပြန်လုပ်ရတဲ့ Dragon Fire လို့ခေါ်တဲ့လေးဆာစနစ်ကိုတီထွင်ခဲ့ပါတယ်။တရုတ်နိုင်ငံကလည်းလေဆာလက်နက်တွေကိုတီထွင်ထားပြီးအီရန်ကို တင်ပို့ထားသွားဖို့ရှိတယ်လို့သတင်းတွေကဖော်ပြနေပါတယ်။ တိုက်ပွဲဆပြီလို့အီရန်ထိပ်တန်းကောင်းဆောင်အရာဒိုလာအလီခါမီနီကတရားဝင်သတိပေးထုတ်ပြန်လိုက်ပါတယ်။သူဒီလိုမပြောခင်နိုင်ပိုင်းလိုမှာအမေရိကန်သမ္မတထရန့်ကအီရန်ထိပ်တန်းကောင်းဆောင်ကိုလလကူကူရှင်းပြနိုင်တယ်လို့ပြောပြီးအမေရိကန်ရဲ့သိခံမှုဟာပပလေးသာကျန်တော့တယ်လို့ဆိုပါတယ်။ Twin Championship လက်နက်ချဖို့အီရန်ကိုပြောနေပါတယ်။ထရန့်ကအီရန်နျူကလ িয়ার ဆဲုံတွေတိုက်ခိုက်ရမှာအမေရိကန်စစ်တပ်ရဲ့ပိုင်ဆိုင်မှုတွေကိုတုံးဖို့ပေါ်ပြီးတော့တွေးပူလာနေပါလေပြိပကအဆုံးသက်ရေတနမနီလန်ရဖြည့်ရှင်းဖို့စစ်ကူကိုရှုတ်ချတယ်လို့ အမေရိကန်အရာရှိတွေကပြောပါတယ်။အီရန်ကလိုက်ရောပေးမယ်ဆိုရင်တနမန်နီလန်ရဖြည့်ရှင်းမှုလမ်းဖွင့်ထားတယ်လို့ဆိုပေမဲ့အီရန်ရဲ့တင်းမာတဲ့ပြုမှုကထရန့်ရဲ့ချင်းကပ်ဖို့အပြောင်းအလဲကိုဖြစ်စေတယ်လို့ဆိုပါတယ်။အစ္စရေးစစ်တပ်ကဗိုလ်ထုနဲ့ဆော့ပိုက်မှာအီရန်ရဲ့အာယုန်ကန်ကရိယာနဲ့ဒုံးကျည်ထုတ်တဲ့နေရာတွေကိုလေရင်စင်း၅၀ကျော်ပါတဲ့စစ်စင်ရင်နဲ့စတက်ခဲ့ပါတယ်။ထောင်လိုင်းဌာနခွဲကတိကျတဲ့ထောင်လိုင်းရဲ့လက်ညှိုးအောက်မှာလေတက်တက်လေရင်စင်း၅၀ကျော်ဟာတီဟီယန်မြို့တော်ဒေသက စစ်ဘက်ဆိုင်ရာပြစ်မှတ်တွေကိုဇက်တိုက်တိုက်ခတ်ခဲ့ပါတယ်ပြစ်မှတ်တွေထဲမှာမြေပြင်ကနေမြေပြင်ကိုပြစ်တဲ့ဒုံးကြီးတွေမြေပြင်ကနေဝင်ဟင်ပြစ်တဲ့ဒုံးကြီးတွေကိုထောက်လို့တဲ့နေရာတွေပါပါတယ်အီရန်ရဲ့နျူကလ িয়ার လက်နက်ခွင့်ပြုလုပ်တဲ့ရေစီစဉ်ကိုကြော်ထောင်းနောက်ခံပြုထိုင်တဲ့တီဟီရန်မျိုးတော်ကစစ်တပ်လက်ထောက်လို့ရေစီစဉ်ကိုတိုက်ခတ်ခဲ့တယ်လို့အစ္စရေးကပြောပါတယ်ဒီစစ်တပ်လက်တွေဟာနျူကလ িয়ার လက်နက်တွေတီထွင်ထောက်လို့ကိုရည်ရွယ်ထားတဲ့အီရန်အစိုးရအတွက်ရူနီယံကိုတန့်စင်စေတယ်လို့အစ္စရေးစစ်တပ်ကပြောပါတယ် ဒါပေမဲ့အီရန်ရဲ့နျူကလ িয়ার စစ်နဲ့ပတ်သက်တဲ့သတင်းချက်လက်ကိုဒိဗယ်ပြန်ဆိုပုံမှာအမေရိကန်နဲ့အစ္စရေးကိုမကြာခဏသဘောထားကွဲလွဲစေပါတယ်။မကြာသေးမီမက်လာမှာအမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူးတူစီဂါဘက်ကအီရန်ထိပ်တန်းကောင်းဆောင်ကြီးခါမေနီဟာ2003ခုနှစ်မှာဆိုင်းငံ့ခဲ့တဲ့နျူကလ িয়ার လက်နက်အစီအစဉ်ကိုပြန်စဖို့ခွင့်မပြုထားဘူးလို့အမေရိကန်ထောက်လှမ်းရေးတိုင်ဝမ်ကအကဲဖြတ်ကြောင်း ထွက်ဆိုလာပါတယ်။အမေရိကန်ကတော့လောလောဆယ်မှာအရှိလေဘိုင်းကိုတိုက်လေရင်နေဆေလွတ်ထားတယ်လို့သိရပါတယ်။ဒါအပြင်အမေရိကန်ရဲ့လေရင်သင်းမိုးကြီးတွေဟာလည်းအရှိလေဘိုင်းကိုလမ်းကြောင်းပြောင်းကလာနေပြီဖြစ်ပါတယ်။တကယ်လို့ဒါသမရထရရဲ့အမိန့်တစုံတရာကိုရမယ်ဆိုရင်ဆိုပါလေရင်တင်သင်းမိုးကြီးတွေပေါ်မှာစစ်လေရင်တွေဟာဓာတ်ရိုက်တိုက်ခိုက်တော့မှာပဲဖြစ်ပါတယ်။နောက်ထပ်သင်ပုတ်ပြောချင်ပါတယ်။ Iran Israel ပြည်ပကကြောင့် အလွန်စိတ်ပူမိကြောင်းတရုတ်သမ္မတရှီကျင်းဖင်ကပြောပါရယ်အစ္စရေးကအီရန်ကိုစီးရီးယားတိုက်ခိုက်နေတဲ့အတွက်အလုံးမင်းပူပန်ရတယ်လို့တရုတ်သမ္မတရှီကျင်းဖင်ကအင်္ဂါနေ့ကပြောလိုက်ပြီးကြီးထွားလာတဲ့ပြည်ပကကိုတက်စီလောင်းပေးနေတယ်လို့အမေရိကန်သမ္မတထရန့်ကိုဆွဆွဲပြောပါရယ်ဆယ်စုနှစ်ပေါင်းများစွာရန်လိုမိုးလီမှုတွေနဲ့ကာလာကြာရှည်နောက်ွက်ကစစ်ပွဲတွေဆင်နွှဲခဲ့ပြီးတော့အီရန်ကနိုင်ငံတော်ဝန်ရှိပြည်မှတ်တွေကိုအစ္စရေးဟာအရင်ဘက်ကအလင်းငိုက်တိုက်ခိုက်ခဲ့ပါရယ်နောက်ပြီးတော့ သူ့ရဲ့မဟာရန်သူတော်ကြီးအီရန်ရဲ့နျူကလ িয়ার လက်နက်တွေလုံးဝပိုင်ဆိုင်မသွားနိုင်စေဖို့ရည်ရွယ်တိုက်ခိုက်ခြင်းဖြစ်တယ်လို့အကြောင်းပြပြီးအီရန်ကတော့အရင်ကတည်းကနျူကလ িয়ার လက်နက်မရှိဘူးလို့ညင်းဆိုထားပါတယ်။ရုတ်တရက်ပေါ်ထွက်လာတဲ့ရည်လူမှုကြောင့်ပုံမှန်ကြဲပြန့်တဲ့ပြိပခဖြစ်လာမှာစိုးရိမ်နေပါတယ်။အစ္စရေးတိုက်ခိုက်မှုကြောင့်ပြုလုပ်စဉ်ညှိနှိုင်းဆွေးနွေးပွဲတွေလည်းပြပြသွားပြီးတော့အီရန်ကိုစစ်ဆေးညှိနှိုင်းဆွေးနွေးပွဲပြန်လာဖို့ထွန်းကားတိုက်တွန်းပါတယ်။တီဟီရမျိုးတွေကလူတွေအားလုံးမျိုးကနေချက်ချင်းထွက်ခွာသွားကြပါလို့ထွန်းကားတော့ပြောပါတယ်။ ထရရဲ့အဒီမတ်ချက်စ်ကနဲ့ပတ်သက်ပြီးမေးမြန်းခဲ့ရာတရုတ်နိုင်ငံကြ ائي ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကတာဟာတမင်သက်သက်မီးစားကိုရက်ခတ်ပေးနေတာတက်စီလောင်းပေးတာချင်းချောက်တာဖိအားပေးတာ ဒါရီယာအချင်းလေးတွေကိုရောပါတတအောင်လုပ်နိုင်မှာမဟုတ်ပါဘူးပလီပကောက်ပို့ပြီးတော့ပြင်းထန်လာအောင်လဲကျေပြန့်အောင်လုပ်တာပဲဖြစ်လိမ့်မယ်လို့ပြန်ဖြေကြသွားပါတယ်တဆိုင်သူအလုံးထုတ်သဖြင့်အစ္စရေးပေါ်ဩဇာရှိတဲ့နိုင်ငံအလုံးတာဝန်ရှိမှုတာဝန်ခံမှုတွေနဲ့မျှဝေကူထမ်းကြဖို့တရုတ်ကတောင်းဆိုပါတယ်တင်းမာမှုရောပါရေးအတွက်ချက်ချင်းစီမံလုပ်ကင်ကြပါပလီပကောက်ကိုကျေပြန့်သွားတာမျိုးမဖြစ်အောင်ကာကွယ်ကြပါလို့ဆိုပါတယ်ဥဇဘက်ကစတန်သမရနဲ့ခါစစ်တမ်မှာအင်ကာနေကတွေ့တော့ရတယ်တရုတ်သမရရှိကဒီအီရန်အစ္စရေးပြည်ကအရှိန်ရောကြရည်တွေမြန်နိုင်ငံပြည်မြင်မြင်လှုပ် ဆောင်ကြဖို့တောင်းဆိုခဲ့ပါတယ်။အစ္စရေးကအီရန်ကိုစီးရဲရဝန်တိုက်ခိုက်တဲ့အတွက်အရှေ့လက်ပိုင်းမှာရုဒိယတင်းမှမှုတွေမြင့်တက်ခဲ့ရပါတယ်။ဒီအတွက်တရုတ်ကအလွန်စိုးရိမ်နေလို့ရှီကျင်းပင်ကပြောပါတယ်။တခြားနိုင်ငံတွေရဲ့ချုံချအာဏာလုံခြုံရေးနဲ့နေပြည်တော်ခိုင်မြဲရေးကိုကျူးကျော်ထိပါတဲ့ဘယ်လိုရောက်ကုန်မဆိုကျွန်တော်ကန့်ကွက်တယ်လို့ပြောပါတယ်။အီရန်နဲ့အစ္စရေးမှာရှိတဲ့တရုတ်ပြည်ထောင်စုကလည်းဒီတိုင်းပြည်တွင်ကမိခိုနေထိုင်နေကြတဲ့တရုတ်နိုင်ငံသားတွေမြန်နေသမျှမြန်မြန်ထောက်ခွာသွားဖို့တိုက်တွန်းနေပါတယ်။ ။အီရန်မှာရှိတဲ့တရုတ်တန်ရုံးဟာတိုင်းပြည်ပြင်မှာအထောက်ခွာရေးအတွက်အီရန်အာဏာပိုင်တွေနဲ့ညှိနှိုင်းဆောင်ရွက်နေပြီးအီရန်မှာရှိနေတဲ့တရုတ်နိုင်ငံသားတွေကိုတိုင်းပြည်တွင်ကနေမြန်နိုင်သမျှအမြန်ဆုံးထောက်ခွာသွားဖို့တတိပေးပါတယ်လို့တီဟီရန်မှာရှိတဲ့တရုတ်တန်ရုံးကထုတ်ပြန်ပါတယ်။တိုင်းပြည်တွင်ကထောက်ခွာဖို့တူရကီ၊အမေနီးယား၊တက်ကမင်နစ္စတန်နဲ့ဇက်တွေကိုအသုံးပြုဖို့လည်းတန်ရုံးကအကြံပြုထားပါတယ်။အီဇွေနိုင်ငံမှာရှိတဲ့တရုတ်တန်ရုံးကတော့ဂျော်ဒန်ဘက်ကိုဥတီထောက်ခွာကြဖို့ ူနိုင်ငံသားတွေကိုတိုက်တွန်းထားပြီးပဋိပက္ခဟာဆက်လက်အရှိန်မြင့်လာနေတယ်လို့သတိပေးထားပါတယ်။အရက်ဘက်အခြေခံစောင့်အများပြပျက်စီးသွားပါပြီ။အရက်သားတေဆုံထိခိုက်မှုတွေလည်းတိုးလာနေပါတယ်။လုံခြုံရေးအခြေအနေလည်းပိုပြီးတော့ဆိုးဝါးနေပါတယ်လို့တရုတ်တော်ကရဲ့ဆိုရှယ်မီဒီယာဝေဖန်မှာရေးသားထားပါတယ်။အစ္စရေးအီရန်ပြည်ပကလည်းပတ်သက်လို့အာရက်နဲ့အစ္စလာမစ်နိုင်ငံ22နိုင်ငံရဲ့ထုတ်ပြန်ကြေညာချက်ကိုလည်းမိမိတို့ကြိုဆိုတယ်လို့တရုတ်ကပြောပါရယ် တင်းမာမှုအခြေအနေဖြစ်ရော့နိုင်ဖို့သက်ဆိုင်ရာအဖွဲ့အစည်းတည်တည်နဲ့တူတူကလက်တွဲလှုပ်ဆောင်ဖို့လည်းအသင့်ရှိတယ်လို့တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကဇွန်16ရက်နေ့မှာပြောပါရယ်အဆိုပါ22နိုင်ငံမှာနိုင်ငံသားရေးဝန်ကြီးတွေကထုတ်ပြန်တဲ့ပူးတွဲကြေညာချက်မှာအီရန်ချုပ်ချောက်အာဏာနဲ့နယ်မြေပိုင်ဆိုင်မှုကိုလေးစားပြီးအိမ်နီးချင်းကောင်းစိတ်သက်ထိန်းသိမ်းပြီးတော့အငြင်းပွားမှုကိုငြင်းကြဲစွာဖြေရှင်းရတဲ့တက်တွန်းကြောင်ဆင်ဟွာသတင်းမှာဖော်ပြပါရယ်အစ်ဇွေးကအီရန်ကိုတိုက်ခိုက်မှုဟာအရှိလေပိုင်းဒေသတွင်အခြေအနေပေါ်ရုတ်တရက်တင်းမာစေပြီးနိုင်ငံတကာအသိုင်အဝန်းရဲ့ အကြီးကျယ်အာရုံစိုက်ခံရခြင်းကြောင့်တရုတ်အဲ့လိုမျိုးကိစ္စတွေမဖြစ်ပါဘူးမိမိတို့အနေနဲ့အလို့ရှိကြောင်းတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောဆိုခဲ့ပါတယ်။အီရန်တို့ရဲ့အဓိကရူရနီယံတန့်စင်စက်ရုံရှိဗဟုကွာဆက်အားလုံးကြီးကြီးမားမားဖျက်ဆီးသွားဖို့ရှိတယ်လို့ IAEA ကပြောပါတယ်။အီရန်နိုင်ငံနာတန့်စ်မြို့မှာရှိတဲ့အကြီးဆုံးရူနီယံတန့်စင်စက်ရုံမှာလဲပတ်နေတဲ့ Century Fruit လို့ခေါ်တဲ့ဘဟုကွာဆက်အလုံးပေါင်း1500ဟာအစ္စရေးတိုက်ခိုက်မှုကြောင့်ဖြစ်စေ တအားပြတ်တောက်မှုတစ်ခုကြောင့်ဖြစ်စေစိုးစိုးဝါးဝါထိခိုက်ပျက်စီးသွားပွဲရှိတယ်လို့ကုလသမဂ္ဂနျူကလ িয়ার စောင့်ကြည့်ရေးဖွဲ့ IAEA ကထုတ်ပြန်ပါတယ်။အဲဒီစံကိုနေရာပေးထားတဲ့ပြည်မအဆောက်ထိခိုက်မှုဖြစ်ခဲ့ခြင်းမရှိဘူးဆိုလင်တော်မှာအဲ့ဒီတအားပေးမှုပေါ်လေကြောင်းတိုက်ခိုက်ခံရမှုကြောင့်နားတက်မှရှိတဲ့မြောက်တပ်စင်ဆဲအောင်မှာဘဟုကွာစက်တွေထိခိုက်ပျက်စီးမှု ရှိနိုင်ခြင်းရှိတယ်လို့ IAEA ညွှန်ကြားမှုချုပ် Rafael Grossi ကပြောပါတယ်။ကျွန်တော်တို့ရဲ့အကဲဖြတ်သုံးသပ်မှုကတော့ဒီပြင်ပတအားရုတ်တရက်ပြတ်တောက်မှုကြောင့်ဘ ഹു ခွာဆက်တွေဟာလုံးလုံးလျားလျားမပြတ်စည်းဘူးဆိုရင်တော့မှကြီးကြီးမားမားထိခိုက်ဖို့ကဖြစ်နိုင်ခြင်းများတယ်လို့ဆိုပါတယ်။အတွင်းပိုင်းထဲမှာထိခိုက်မှုတွေရှိမယ်လို့တော့ထင်ပါတယ်။တအားပြတ်တောက်မှုကအင်မတန်မြင်မာတဲ့အမြန်နှုံးအရှင်နဲ့လဲပတ်နေတဲ့အထူးမခံတဲ့အမှုစိတ်သေးချာဟန်ချက်ညီထားတဲ့စက်တွေအတွက်ချင်းချောင်းမှုဖြစ်စေပါတယ်။ နာတန်းစယုံတွင်ရေဒီယိုဓာတ်ရောင်ခြင်းနဲ့ဓာတ်ရုမြင့်မြန်းမှုဖြစ်နိုင်ဖွယ်အလားအလာရှိတယ်လို့လည်း Rafe Gross က IAEA ပုံဖွဲ့ကိုပြောပါတယ်ရေနီယံကိုရှူသွင်းမိတာတော့မဟုတ်ခန္ဓာကိုယ်တွင်းဝင်မှာကထိခိုက်မှုကြောင့်ဖြစ်ပေါ်တဲ့ရေဒီယိုတက်တိကြွမှုကသိတာထင်ရှားတဲ့ချိန်ချမှုကိုဖြစ်စေနိုင်တယ်ဆိုတော့ညာလည်းပဲဆက်ရုပ်အဆောက်ဝင်တွင်ရှိနေစဉ်အသက်ရှူလမ်းကြောင်းအကောက်ွယ်ပစ္စည်းတွေအသုံးပြုခြင်းလို့သင့်လျော်တဲ့အကောက်ွယ်အစီအမံတွေနဲ့အတူဘေးအန္တရာယ်ကိုထိထိရောက်စီမံထိန်းသိမ်းသင့်တယ်လို့ဆိုပါတယ် ဒီနာတန်ဆိုင်ပြင်ပမှာရေဒီယိုတတိကြွမှု level ဟာပြောင်းလဲမရှိပဲဆက်ရှိနေပါတယ်။တာမန်ပုံမှန် level ဒီမှာရှိနေတာဖြစ်လို့ဒီဖြစ်စဉ်ကြောင့်အများပြည်သူဒါမှမဟုတ်ပါဝင်ကျင်ပေါ်ပြင်မရေဒီယိုတတိကြွမှုထိရောက်မှုမရှိဘူးဆိုတာပြသနေတယ်လို့သူကဆိုပါတယ်။အခုလိုမျိုးအီရန်ဘက်ကနျူကလ িয়ার အဆောက်အုံတိုက်ခိုက်ခံရတဲ့အတွက်အစ္စရေးရဲ့လိုဝက်နျူကလ িয়ার အဆောက်အုံတွေကိုလည်းချက်ချင်းတံမြန်တိုက်ခိုက်ဖို့အီရန်ဘက်ကလုပ်မယ်ဆိုပြီးတော့အီရန်ခေါင်းဆောင်ကြီးခါမေနီကဆိုပါတယ် တိကျတဲ့အလားတူတုံ့ပြန်တိုက်ခိုက်မှုတွေပြုလုပ်ဖို့ IRA စစ်တပ်အနေနဲ့တပ်ဆိုင်ရာတိုက်ခိုက်ရေးစွမ်းရည်တွေတိစောက်ထားပြီးဖြစ်ကြောင်းလက်ထဲမှာလက်ဝဲရှိပြီးသားဖြစ်ကြောင်းပြောပါတယ်။ IRA အနေနဲ့ဒီတပ်ကပိုဆိုးလာမလားဆိုတာမပြောတတ်ပါဘူး။ IRA ဟာလန်ဒလောချီနေရဆိုရင်အစ္စရေးရဲ့ဘယ်နျူကလ িয়ার စွမ်းအဆောက်အအုံမှာထိခိုက်နိုင်အောင်လုပ်နိုင်ခြင်းမရှိသေးပါဘူး။ဒါပေမဲ့အစ္စရေးရဲ့ ဒီမော့ဆက်ထောက်လိုင်းအဖွဲ့ဌာနချုပ်ကတော့အီရန်ရဲ့ဒုံးကြီးဓာတ်ရိုက်ထိမှန်မှုရှိခဲ့ပါတယ်။ဒါနဲ့ပတ်သက်ပြီးအစ္စရေးဘက်ကတော့ဝန်ခံခြင်းမရှိသေးပါဘူး။ထိုင်းဝန်ကြီးချုပ်ပေတိုနန်ရှင်နာဝက်နဲ့ကမ္ဘောဒီးယားအုပ်ဆောင်ကြီးဟွန်ဆန်တို့ကြားထဲမှာ ပြောဆိုတဲ့အတန်ဖိုင်ပေါက်ကြားမှုပြီးထိုင်းညွန့်ပေါင်းဆိုရဟာပြုကွဲစားပြုလာပါပြီ။ငွေကြီးချုပ်နှုတ်ထွက်ပေးဖို့ထိတောင်းဆိုမှုတွေရှိနေပါတယ်။ပေတွန်တန်ကတော့ပြည်သူကိုတောင်းပန်တယ်လို့ဆိုလာပါတယ်။ထိုင်းဝန်ကြီးချုပ်ပေတွန်နန်ရှင်နာဝတ်နဲ့ကမ္ဘောဒီးယားဝန်ကြီးဟောင်ဟွန်ဆန်တို့အလို့တဘောဖုံးပြတဲ့အတန်ဖိုင်ပေါက်ကြားလာတဲ့နောက်ထိုင်းညွန့်ပေါင်းဆိုရအဖွဲ့အခြေအနေဟာတော်တော်လေးကိုကြေငြာရှိလာပါတယ်။ ပေါကြလာတဲ့ဖုန်းတန်ဖိုင်ထဲမှာပေတိုနေရှင်နာဝကထိုင်းစစ်တပ်ရဲ့ဂုံတိုက်ခါကိုထိခဲ့စီမဲ့စကလုံးတွေပြောဆိုထားတယ်လို့ဆွဆွပြီးအာနာယဖြူထိုင်းပါတီဦးဆောင်တဲ့ညွန်ပေါင်းဆွေရဖွဲ့ကနေကောစာဘေးတစ်ပါတီကနှုတ်ထွက်သွားပါလေကောစာဘေးတစ်ပါတီဟာညွန်ပေါင်းဆွေရထဲမှာဖြူထိုင်းပါတီအတွက်အားကောင်းဆုံးမိဘအင်အားစုဖြစ်ရည်တည်ခဲ့တာပါဒါကြောင့်ဖြူထိုင်းပါတီရဲ့ဆွေရဖွဲ့ဟာတော်တော်လေးကိုရုတ်ရော့သွားတယ်လို့ပြောလို့ရပါတယ် ဘုံကြိုင်တိုင်းပါတီလို့ခေါ်တဲ့ကွန်ဆာဗေးတစ်ပါတီရဲ့အောက်လွှတ်တော်ရွေးကောက်ခံအမတ်နေရာ69နေရာရှိပါတယ်။သူတို့နှုတ်ထွက်သွားတဲ့အတွက်အဲ့ဒီ69နေရာကိုဆုံးရှုံးလိုက်ခြင်းကမြန်ပေါင်းဆိုရအနေနဲ့လွှတ်တော်ထဲမှာပြိုင်ဘက်တွေထက်အသာစီးယူရက်တီဖို့ခက်ခဲသွားပါတယ်။ဒါအပြင်မြန်ပေါင်းဆိုရထဲမှာပါဝင်တဲ့ United Thai မျိုးသားပါတီနဲ့ဒီမိုကရက်ပါတီတို့ကလည်းလက်ရှိအခြေအနေတွေကိုဇွန်လ19ရက်ညနေပိုင်းမှာအရေးပေါ်တွေ့ဆုံဆွေးနွေးမယ်လို့ပြောပါတယ်။ Thai စစ်တပ်ကတော့ဘာမှတုံ့ပြန်ခြင်းမရှိသေးပေမဲ့ အာနာသိန်းခံရမှာကိုလူတို့ကတော့ကြောက်ရွံ့နေကြတာဖြစ်ပါတယ်တကယ်လို့သာဒီဇွန်စကွေးညနေပိုင်းတွေ့ဆုံဆွေးနွေးမှုမှာအဲ့ဒီတက်ကပါတီတွေထက်နှုတ်ထွက်သွားရဲ့ပေတုံတန်ဦးဆောင်တဲ့ညောပေါင်းဆိုးရအဖွဲ့ဟာကြာဆုံးသွားနိုင်ပါတယ်ရွေးကောက်ပွဲအစ်စ်ကျင်းပရတာဒါမှမဟုတ်ညောပေါင်းဆိုးရအစ်စ်ထက်ဖွဲ့ဖို့မဟာမိတ်တွေရှာဖွေရတာဖြစ်လာနိုင်ပါတယ် ဒါကြောင့်ပေတုံနယ်အတွက်ကြီးမားတဲ့ပြင်းထန်တဲ့ဖိနှိပ်မှုကြီးကိုခံစားနေရပါတယ်။ဒီတော်တွင်းမှာပဲငိမ့်ဆောက်ဘူသူကြီးပရာဝတ်ဝန်ဆောင်ဝဲဦးဆောင်တဲ့ပလမ်ပရာချက်ပါတီကလည်းပေတုံနယ်ရှင်နာဝတ်အနေနဲ့ဖုန်းခေါ်ဆိုမှုထဲမှာပြောထားတဲ့စကားတွေတာဝန်ယူပြီးယာတို့ကနှုတ်ထွက်ပေးဖို့တောင်းဆိုလာပါတယ်။ပရာဝတ်ဟာပေတုံနယ်ရဲ့အတော်ရှင်လက်ရှင်နာဝတ်ကဝန်ကြီးချုပ်ဖြစ်ဦးဆောင်ခဲ့တဲ့ထိုင်းဆိုရကို2014မှာအာနာသိန်းဖြုတ်ချဘူးတဲ့ထိုင်းစစ်တပ်ရဲ့ဒုတိယအကြီးအကဲဖြစ်ပါတယ်။ ဇွန်စငိုင်းရဲ့ဖုံးခေါ်ဆိုမှုဟာထိုင်းနဲ့ကမ္ဘောဒီးယားနှစ်နိုင်ငံကြားလက်ရှိကြုံနေရတဲ့နယ်စပ်ရေအငင်းခုံတွေကိုပေတုန်ကလက်ရှိကမ္ဘောဒီးယားလွှတ်တော်ဥက္ကဋ္ဌဖြစ်တောင်းယူထားတဲ့ကမ္ဘောဒီးယားနိုင်ငံရဲ့အုပ်ဆောင်စန်ဒတ်ဟွန်ဆန်နဲ့အလွတ်တော်ဆွေးနွေးမှုအတွက်ဖြစ်ပါတယ်။ဟွန်ဆန်ဟာပွန်လေးမြင်သာမှုရှိစေဖို့အတွက်ရည်ရွယ်ပြီးအဲ့ဒီဖုံးပြောဆိုမှုကိုတန်တွင်းထားပါတယ်။သူကိုယ်တိုင်လည်းတာဝန်ခံကတိပြုပါတယ်။အဲ့ဒီဖုံးပြောမှုက16မိနစ်ကြာမြင့်ခဲ့တယ်လို့ဆိုပါတယ်။ 19မိနစ်ကြာခဲ့တဲ့ဖုန်းခေါ်ဆိုမှုကနေ6မိနစ်စာဖြစ်တော့ယူထားတဲ့အတန်ဖိုင်ကိုခွန်ဆန်ကဖြန့်ဝေခဲ့တာတော့မဟုတ်ဘူးလို့ဆိုပါလေ။ဒါမဲ့သူကအဲ့ဒီအတန်ဖိုင်ကိုအစိုးရအရာရှိလွှတ်တော်အမတ်တွေပါဝင်လူ80လောက်စီမျှဝေပေးခဲ့ပြီးအဲ့ဒီတဲကတရားရုံးကစီးဖောက်ခဲ့တာဖြစ်လိမ့်မယ်လို့ခွန်ဆန်ကဆိုပါလေ။ပေတုံနယ်အတွက်အဓိကပြဿနာတက်စီမဲ့ကိစ္စကသူမဟာနေစစ်ပြဿနာနဲ့ပတ်သက်ရင်ထိုင်းအစိုးရရဲ့အမြင်နဲ့စန့်ကျင်တဲ့အတန်တွေကိုနားမထောင်ဖို့ခွန်ဆန်ကိုပြောခဲ့တာဖြစ်ပါလေ။ သူ့စကားကနေဆက်လုံချုံရေးကိုတာဝန်ယူထားတဲ့ထိုင်းစစ်တပ်ဗိုလ်ချုပ်ဦးကိုညှိနှိုးတာဖြစ်ပြီးအဲ့ဒီဗိုလ်ချုပ်ဟာနိုင်ငံကောင်စားရေးအတွက်သူ့ကိုယ်သူလူကြိုက်များအောင်အာရုံစိုက်ခံရအောင်လုပ်နေတာသာဖြစ်တယ်လို့ပေတုံနန်ကပြောခဲ့ပါတယ်ဒီကိစ္စဟာညွန်ပေါင်းဆိုးရတဲ့ကစစ်တပ်ကိုထောက်ခံတဲ့ဘုံကြားထမ်းလို့ပါတီတွေအတွက်တော့အကြီးကျယ်ဒေါသထွက်စရာဖြစ်ခဲ့ပြီးအကွဲပြဲဇက်လန်းတွေစတင်ခဲ့ပါတယ်အခြေအနေတွေရှုပ်ထွေးလာတဲ့နောက်ဇွန်18ရက်ညပိုင်းမှာပေတုံနဲ့ဟာရေးပေါ်သတင်းစာရှင်းပွဲကျင်းပပြီး ူပြောခဲ့တဲ့စကားတွေဟာထိုင်းနဲ့ကမ္ဘောဒီးယားကြားကတင်းမောင်းမှုကိုရှော့ချဖို့ရည်ရွယ်တဲ့ချီကမှုပုံစံအစ်စ်တာဖြစ်ပြီးစစ်တပ်ဘော်ခါသီနေတာမျိုးစစ်တပ်ဘော်ပြဿနာလုပ်တာမျိုးမဟုတ်ဘူးလို့ဖြေရှင်းပါတယ်။တမမတော့ထိုင်းစစ်တပ်ဟာပေတုံနယ်ရဲ့ဖခင်တပ်စင်ရောအတော်စီဖြစ်သူရင်လက်စီကပါအာနာသိမ်းမှုတဲ့တမိုင်းကြောင်းမျိုးရှိပါတယ်။ပေတုံနယ်ကထိုင်းအစိုးရရဲ့လူလာမှုဟာကမ္ဘောဒီးယားနဲ့အငင်းပွားမှုတွေပြေလျော့စေကိုသာဦးတည်တယ်ဆိုပါတယ်။ နောက်ပြီးသူ့အနေနဲ့ယုံကြည်စိတ်ချမှုကင်းမဲ့သွားပြီဖြစ်လို့ဟွန်ဆန်တဲ့ပုံကိုရည်တည်တဲ့စကားပြောတာလုပ်တော့မှာမဟုတ်ကြောင်းတည်ပြပါလေခုကိစ္စအကြောင်းပြပြီးရှင်ရှင်တဆင်မိသားစုနဲ့ဟွန်ဆန်တို့ကြားကပုံကိုရည်ခင်မရင်းနှီးမှုပါအဆုံးသတ်သွားပြီလို့ယုံကြည်ရပါလေပေရိုနယ်ရှင်နယ်ဝါဟာ2024ဩဂုတ်မှာဝန်ကြီးချုပ်ဖြစ်လာပြီးအရင်ကခါးသီးဆုံးပြောင်းလဲတွေဖြစ်ခဲ့ပြီးလေ PDP နဲ့ Conservative တွေပေါင်းစည်းထားတဲ့ညွန်ပေါင်းအစိုးရကိုဟန်ချက်ညီအောင်စ조사ဥဆောင်နေတာဖြစ်ပါလေ ခုတော့အတန်းဖိုင်ပေါင်ချမှုရဲ့နောက်ဆက်တွဲဖြစ်သူမရဲ့ဝင်ကြီးချုပ်နေရာလဲလှုပ်ခတ်လာပါတယ်။လက်ရှိထိုင်းညွန်ပေါင်းဆိုရဟာဝင်ကြီးချုပ်တို့ကိုလည်းဆုံးရှုံးခဲ့ပြီးသားပါ။စီဝိုင်းလုပ်ငန်းရှင်ဟောင်းစရိတာဟာတရားရုံးမင်းကြောင့်မနစ်ကယာဒူကနေဖယ်ရှားခံခဲ့ရပြီးသူ့နေရာကိုပေတုံတန်ကဆက်ခံခဲ့တာပဲဖြစ်ပါတယ်။အခုဆိုရင်တော့ထိုင်းဆိုရအင်တော်ရှင်မှာဝင်ကြီးချုပ်ပေတုံတန်အနေနဲ့ယာဒူကနှုတ်ခတ်ဖို့ဆန္ဒပြမှုတွေရှိနေပြီလို့သိရပါတယ်။ ။ထိုင်းနိုင်ငံပြည်ပြောင်းလဲရေးចောင်းသားတွေနဲ့ပြည်သူ့ကွန်ရက် PDRC ဖွဲ့ဟာဗန်ကောက်မြို့ဆိုရအင်တော်ရှင်မှာဒီနေ့နဲ့ကဆန္ဒပြပါတယ်။နိုင်ငံသစ္စာဖောက်မှုတိုင်းပြည်နဲ့မျိုးကိုရောင်းဆောင်မှုဆွဆွချက်နဲ့ဝန်ကြီးချုပ်ယာနုမနှုတ်ခွက်ပေးဖို့ထုတ်ပြန်ပါတယ်။အဲ့ဒီထုတ်ပြန်ချက်မှာထိုင်းနိုင်ငံဟာနေဆက်ဖြတ်ကျော်ကျူးကျော်ဝင်ရောက်မှုတွေကြောင့်ကမ္ဘောဒီးယားနဲ့ဆစ်ဖြစ်နိုင်ခြေရှိကြောင်းဖော်ပြထားပေမဲ့အစိုးရကနိုင်ငံအချုပ်အခြာအာဏာကာကွယ်ရမှာခိုင်မာစွာယက်တီခြင်းထက်အားနည်းစွာနဲ့ကမ္ဘောဒီးယားဘက်ကအခြေအနေလက်ခံခဲ့တယ်ဆိုပါတယ် ထိုင်းပြည်သူတွေအနေနဲ့ထိုင်းတိုင်းနိုင်ငံကိုကာကွယ်ဖို့အတွက်စီလုံးညီညွတ်ကြဖို့ညွန်ပေါင်းဆွေရကနှုတ်ထွက်ဖို့ညွန်ပေါင်းပါတီအားလုံးကိုလည်းတောင်းဆိုနေပါတယ်။ဇွန်21ရက်နေ့မှ24ရက်နေ့ထိနိုင်ငံတော်အုပ်ချုပ်ရေးဗဟိုတရားရုံးရှိမှာစုဝေးပြီးတော့အစိုးရနဲ့ဝန်ကြီးချုပ်ရုံးကိုဖိအားပေးဖို့ပြည်သူတွေကိုဖိတ်ခေါ်နေပါတယ်။ကမ္ဘောဒီးယားနဲ့နေဆက်ရေးတင်းမချိန်ထိုင်းဝန်ကြီးပေရုံနယ်နဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းအတလွတ်တော်ဩခရာခေါ်စင်တို့ရဲ့အတန်ဖိုင်ပေါက်ကြားမှုကြောင့်အခုခါပြည်ထနာတွေဟာပုံမူကြီးထွားရှုပ်သွေးသွားပြီပဲဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားလောင်းဂျယ်လစ်မှာဆန္ဒပြပွဲတွေငြိမ်သက်သွားပေမဲ့လက်ရှိကာဖျူးတဲ့ထုံရသလိုမျိုးသားအဆောင်တက်တွေလည်းခြားတာပါလေ။ဒါတွေဟာအာနာရှင်စံနဲ့လုတ်ရက်ဖြစ်ကြောင်းကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးဂဗနီဆန်ကဝေဖန်ပါလေ။တမနာထရန်ရွှေပြောင်းနေထိုင်မှုဆိုင်ရာစီးကျက်မှုတွေကြောင်းတတိယမြောက်နေ့ဖြစ်ဆက်ဖြစ်ပေါ်နေတဲ့ဆန္ဒပြပွဲတွေကူညီနေဖို့ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့မျိုးသားအဆောင်တက်ဖွဲ့တွေကိုလောင်းဂျယ်လစ်မျိုး လမ်းမပေါ်ကိုဆေလွတ်ခဲ့ရပြီးအဲ့နောက်ဒီလိုဖြန့်ကျက်ခြင်းမှာဥပဒေနဲ့ညီညွတ်မှုရှိကြောင်းကယ်ဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးကပြောပါရယ်တမနာထရန့်ဟာပြည်ပကပြောင်းလုံဆောင်နေကြောင်းလည်းကယ်ဖိုးနီးယားပြည်နယ်ရဲ့အချုပ်အခြာအာဏာကိုချိုးဖောက်ကြောင်းဒီမိုကရက်အုပ်ချုပ်ရေးမှူးကေဗင်နီဆန်ကဆွဆွဲပြောကြားပြီးတော့ဒါဟာအာဏာရှင်တို့လုပ်ရက်ပါတမနာတို့ရဲ့လုံပုံကံမဟုတ်ဘူးလို့သူကဆိုပါရယ်လော့အန်ဂျလိစ်မှာမျိုးသားစောင့်တက်တွေခြားထားခြင်းဟာဥပဒေနဲ့မညီကြောင်းနဲ့ဒီတက်တွေပြောင်းသွင်းဖို့ထရန့်ကိုတောင်းဆိုကြောင်းသူကပြောပါရယ် ကာဗွန်ညဆိုင်သမချာအင်ဖြူတော်ကညင်းဆိုပြီးရုံသုံးကားဖြစ်စဉ်မှုအကြမ်းဖက်မှုနဲ့ဥပဒေမဲ့ခြေနေကိုလူတိုင်းမြင်တွေ့ခဲ့ရတယ်လို့ထုတ်ပြန်ပါတယ်။ထရန့်ကဆန္ဒပြသူတွေကိုအကြမ်းဖက်တဲ့ပုံကန်ထားကြတဲ့လူရန်ကားတွေလို့ပြောခဲ့ပြီးအမေရိကန်နဲ့နိုင်ငံသားတွေကိုအနေရရှိလာရင်တည်ငြိမ်အေးချမ်းမှုအတွက်ဘာမှမဆိုလုပ်မယ်လို့ပြောပါတယ်။ထရန့်ကဒီလိုပြောပေမဲ့ပုံကန်ထားကြမှုနှိမ်နင်းဥပဒေကိုတော့အသက်မသွင်းသေးပါဘူး။1989ကပြန်ထိုင်ခဲ့တဲ့ဥပဒေအရ လူမှုအုံကြွားမှုလို့မငြိမ်သက်မှုကိုစစ်တပ်နဲ့နှိမ်နင်းမှုတမလားကိုအာဏာအနှင်းထားပါတယ်။ဒီဥပဒေကိုတုံးချဖို့စဉ်းစားနေသလားလို့တနေတော့တွေကမေးတဲ့အချိန်မှာပုံကံမှုဘလောက်တိုင်းတာတွေဖြစ်နေလဲဆိုတဲ့ပုံမူဒီကြောင့်ထွန့်ကပြောပါတယ်။ Law and Jellies ဟာလူမှုကြီးကြပ်ဌာနရဲ့စီးနင်းမှုကြောင့်နေရာအများအပြားဆန္ဒပြသူတွေနဲ့ရဲတပ်ဖွဲ့ကြားထိတဲ့ရင်ဆိုင်မှုတွေဖြစ်ပေါ်စဉ်အမျိုးသားအဆောင်တက်တွေကို Federal ဆိုရအဆောင်များဤတစ်ပိုင်းမှာခြားထားနေတာလက်ရှိချိန်ဒီပါ။ ဆန္ဒပြပွဲများအပြားမှာတရားမဝင်လူစုလူဝေမှုကြောင့်ဖြစ်ပေါ်ကြောင်း Law and Justice ရဲ့တစ်ဖက်ကပြောပြီးဆန္ဒပြသူတွေကရဲတပ်ဖွဲ့တွေကိုကြောက်တုံးတွေပလင်းတွေမီးလောင်စေတဲ့အရာတွေနဲ့ပစ်ပေါက်တက်ခိုက်တယ်လို့ဆိုပါတယ်။ဒါအပြင်မနေ့ကဆိုရင်လည်း Alpha Web Company ဘက်ဝေမှုအလိုလျောက်မောင်းယင်တွေကိုလည်းမီးရှို့ထားတာတွေ့ရပါတယ်။ဒီအတွက်ဖမ်းဆီးမှုတွေလုပ်ဆောင်ကြရဲတပ်ဖွဲ့ကပြောပြီးမြင်းစည်းတပ်ဖွဲ့ကိုလည်းတုံးမယ်ဆိုပါတယ်။ဆန္ဒပြသူတွေကရဲတပ်ဖွဲ့အားတွေ့တာနဲ့ပစ်ပေါက်နေတဲ့ရုပ်သံဖိုင်တွေမှာတွေ့ရပြီးတော့ Law and Justice မြို့နယ်မှာအဓိကလမ်းမကြီးဖြစ်တဲ့ Web of War အဝေးပြေးလမ်းကြီးကိုလည်းပိတ်ရပါတယ်။ အခြားနေရာအများပြားမှာလည်းဆန္ဒပြပွဲတွေဖြစ်ပေါ်ပြီးလူမှုကြီးကြပ်ရေးအရာရှိတွေကရှုတ်ချခဲ့ပါတယ်။အဲ့ဒီတွင်မှာပဲလောအန်ဂျလိစ်မှာမငြိမ်မသက်မှုတွေဆက်ဖြစ်ပေါ်နေရင်စစ်တပ်ကိုလှုပ်ရှားဖို့အမေရိကန်ပင်လယ်ကုန်စစ်ထဏာချုပ်ကပြင်ဆင်ထားကြောင်းကာကွယ်ဝန်ကြီးပိတ်ဟာဆက်ကပြောပါတယ်။လက်ရှိမှာတော့လောအန်ဂျလိစ်မြို့တော်ကညမထွက်ရမိတ်ကိုနောက်ထပ်ရင်းနှီးနှီးလောက်ဆက်ချထားပြီးချိန်ထားရမယ်လို့ဆိုပါတယ်။ပြည်ရင်းသတင်း channel KDL နဲ့ရုပ်သံအင်တာဗျူးတစ်ခုမှာပြောခဲ့ပေမဲ့နောက်ထပ်ဘယ်နှစ်ရက်လောက်ကာဖျူးထက်ချထားအောင်မယ်ဆိုတာမသိဘူးလို့လည်းပြောပါတယ် ီညီမှုအခြေအနေပေါ်မူတည်ပြီးကာဖျူကိုတဖြည်းချင်းရုပ်သိမ်းသွားမယ်လို့မျိုးတော်ဝန်ကပြောခဲ့ပါတယ်။ Israel Iran စစ်ပွဲကြောင့်စစ်ပွဲမဖြစ်ခင်မှာဖွင့်လှစ်ဖို့ရည်ရွယ်ထားတဲ့အီဂျစ်မှာရှိတဲ့ကမ္ဘာအကြီးဆုံးရှေးဟောင်းပြတဲ့ကြီးဖွင့်လှစ်မှုလည်းရွှေ့ဆန်းရရပါတယ် ကျင်းစာတဲ့အီဂျစ်ဖာရိုဘရင်တူတန်ခမန်ရဲ့ကျင်းစာတဲ့နေတဲ့ခေါင်တလာကြီးပါဝင်ရှီဟောင်းပစ္စည်းပေါင်းတသိန်းကျော်ရှိတယ်။အီဂျစ်နိုင်ငံကိုင်ရိုမြို့ရှိကမ္ဘာအကြီးဆုံးရှီဟောင်းပြတဲ့ကြီး Grand Egyptian Museum ကိုဖွင့်လှစ်ဖို့နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီးအခုဖွင့်လှစ်ဖို့စီစဉ်ထားပြီးဖြစ်ကမှာအစ်ဇွေနဲ့အီရန်စစ်ပွဲကြောင့်ဖွင့်လှစ်မဲ့ရက်ကိုရွှေ့လိုက်ရတယ်လို့သိရပါတယ်။ တူရန်ပေ9သိန်းကျယ်ဝန်ကတိစောက်မှုကုန်ကျစရိတ်ဒေါ်လာ1.3ဘီလီယံသုံးခဲ့ရတဲ့ဒီပြတ်တိုက်ကြီးမှာ2005ခုနှစ်ကတည်းကစတင်ဆောက်လုပ်ခဲ့ပေမဲ့2017 RN ဝူဒေါ်လာရေကြောင့်လုပ်ငန်းခွင်ရပ်ဆိုင်ခဲ့ရပါတယ်2014မှာတိစောက်ရေးလုပ်ငန်းတွေပြန်စတင်ခဲ့ပါတယ် ကမ္ဘာလိုက်ခရီးသွားများစွာကြောင့်အီဂျစ်နိုင်ငံစီးပွားရေးကိုများစွာတိုးတက်စေဖို့မျှော်မှန်းထားတဲ့ဒီပြတာကြီးအားဖွံ့ဖွဲခန်းနာကြီးခန်းနာစွာကျင်းပဖို့အားလုံးပြင်ဆင်ပြီးကမှအခုအစ္စရေးနဲ့အီရန်စစ်ပွဲကြောင့်အရှိလေပိုင်းဒေသနဲ့အာရဗ်ကမ္ဘာမှာပါတည်ငြိမ်မှုပြပြသွားပါတယ်။အခြေအနေနဲ့အချိန်ခါအရမှသာဖွံ့ဖွဲရေးကိုပြန်တည်ပြနိုင်တော့မယ်လို့ပြတိုက်တဲ့အီဂျစ်ဆိုရရှေးအောင်သူတေသနာဌာနမှထုတ်ပြန်သွားပါတယ်။ဒီပြတိုက်ကြီးမှာတမိုင်ကွာမှာအီဂျစ်နိုင်ငံရဲ့ပြရုပ်ပရမစ်တွေကိုမြေတွေ့ရမှာဖြစ်ပြီးပြတိုက်ထဲမှာ လုံခဲ့တဲ့နှစ်ပေါင်း3200ကလေးကတိဆောက်ခဲ့တဲ့83တန်း၄တန်း Ramses 2ရုပ်ထုကြီးလက်ရှိသူတို့ Egypt Pharaoh ဘီယင်ရဲ့တမိုင်းမှာဩဇာထမ်းမြင်တဲ့ဘီယင်မှာ Haiti Pharaoh ရဲ့ယန္တရာတွေလက်ရှိပါတယ်အထူးအခြားဆုံးက Pharaoh ဘီယင် Tutankhamun ခေါင်းတလားဖြစ်ပါတယ်ဒီခေါင်းတလားနဲ့ပတ်သက်ပြီးရုပ်ကျွန်းကိုရှာဖွေသူတွေဟာထူးဆန်းတဲ့ဖြစ်စဉ်တွေနဲ့သေဆုံးခဲ့ပြီးခေါင်းတလားကို Tutankhamun ကျင်းစာသိမ့်ခေါင်းတလားလို့ထိတ်လန့်ကြခေါ်ဆိုကြပါတယ် ခေါင်းတလားထဲမှာတူနာခမဲဘီယင်လေးရဲ့ယုံကျွေးရှိနေပြီးခေါင်းတလားကိုရှာဖို့တွေ့ရှိခဲ့သူဟာအင်္ဂလန်သားရှင်းအောင်သူရတနာပညာရှင်ဟောင်းဝတ်ကတာဖြစ်ပါတယ်။ခုနှစ်နှစ်ကြာရှာဖွေခဲ့ရပြီးမှ1922မှာတွေ့ရှိခဲ့တာပါ။ခေါင်းတလားနဲ့ဆက်ဆက်ရှင်းအောင်ယုံကျွေးတဲ့ပစ္စည်းတွေကိုထပ်မံရှာဖွေသူများထဲမှာဗန်နာယေးစိုက်ထုတ်သူလော့ကာနာဘုံကလည်းချင်ကရမာတစ်စက်ထူးခြားတဲ့ယောဂကိုဆက်ပြီးတည်ဆုံးအပ်ပြန်ပါတယ်။ဖာရိုပြင်ယုံလုံးကျွင်းကျန်တွေကိုအစ်စွေးရိုက်ကိုသူစားချီး ဘက်ဒော့ဂရက်ဟာလည်းထူးဆန်းတဲ့အဖျားယောဂါနဲ့ကွယ်လွန်ခဲ့ရရှာပါတယ်။ခေါင်းတလရှာမွေးတဲ့ရှိသူဟောင်းဝက်ကာတာကိုယ်တိုင်လည်း1939အသက်64နှစ်အရွယ်မှာဟောက်ကင်းဆိုတဲ့ယောဂါကြောင့်ကွယ်လွန်ခဲ့တဲ့အတွက်ဂျိန်စာတဲ့ပြည်ထောင်ခမခေါင်းလောင်းဖြစ်ယနေ့တိုင်နာမည်ကြီးနေတာဖြစ်ပါတယ်။